မင်္ဂလာပါမာကိုတီဗီယိုဖိုင်လေးမှာ align နဲ့ juness recommendation ကြောင်းကိုပြောသွားပါမယ် align လောက်တယ်ဆိုတာကဘာလဲဆိုရင်မတို့ line နဲ့တချောင်းရှိမယ် line စောင်းနေရဲ့ line နဲ့တချောင်းရှိမယ်ပြီးတော့မတို့ object တခုရှိမယ်ပေါ့နော် object တခုအဲ sorry ဒီပါနော် rectangle လေးတခုဆွဲထားမယ်မဒီ object လေးရှိရဲ့အဲ့တော့ဒီ object ကိုမတို့ကဒီ line ပေါ်လာပြီးတော့တင်ကျင်တယ်အဲ့လိုတင်ကျင်တဲ့အခါမှာသူကစောင်းနေတယ် object လေးကအတက်ဖြစ်နေတယ် အဆိုရင် object လေးရဲ့ဒီဘက်အခြေကိုဒီ line ပေါ်ကိုလာပြီးဆောင်းဆောင်းလေးတင်ပြနေပေါ့နော်အဲ့လိုခါမျိုးမှာဆိုရင်မောက်ပါ comment တောင်းရမယ်ဆိုရင် align ဆိုရဲ el comment တောင်းရပါတယ် el enter ပြီးရင်ကိုကတောက်ခတ်ခြင်းနဲ့ object လေးကို select မှတ်ပါ enter first point ကိုကိုင်မယ်ကိုဗင်နာကိုချမှာလဲဆိုတော့ဒီ line ပေါ်ဖြစ်တဲ့တဲ့ line ပေါ်ကလစ်မယ်နောက်တစ်ခုဒုတိယ point အောင်ကိုင်တနေရာပေါ်တော့ကိုစင်ပြမယ်တနေရာမှာကလစ်မယ်နောက်ပြီးရင် enter ခေါင်းမယ် အဲ့ဒီမှာဘာပေါ်လာလဲဆိုတော့ scale object based on alignment point နဲ့အဲ့ဒီမှာဒီ alignment point ပေါ်မှာသွားပြီးတင်ထားတဲ့ point နှစ်ခုရဲ့ scale အတိုင်းကိုကဒီ object ကိုတင်ပါလိုက်ဒါဆိုလို့ရှိရင်မောက်ဒီမှာဆိုရင်နည်းနည်းကျဲတယ်လေဒီ scale အတိုင်းမှာတော့ဒီကောင်လာတင်လိုက်မယ်ဆိုရင်ဒီ rectangle လေးကကြီးသွားမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးတကယ်လို့အဲ့တိုင်းအဲ့ site သူ့ရဲ့ဒီ base လေးကိုဒီအလျားလေးကနေဒီအလျားကြီးထိရှည်ခြင်းနဲ့ဆိုရင်တော့ yes ပေါ့နော်အဲ့လိုမရှည်ခြင်းကို ဒီမူရင်းရှိနေတဲ့ offset ဒီ rectangle လေးတိုင်းထားမယ်ဆိုရင်တော့မအားလို့ no ပေါ့နော် no ကိုယူပေးပါအဲဆိုရင်မအားလို့အဲဒီစောင်းနေတဲ့ line ပေါ်ကိုဒီ rectangle လေးရောက်သွားပါပြီအဲတော့နောက်တစ်ခုမအားလို့ခုနက no yes ဆိုတဲ့ comment လေးကိုတစ်ချက်သုံးစုမယ်ဒီ rectangle လေးရှိမယ်သူ့ကို align တင်မယ် el under slot object under point ကင်မယ်ဒီနားကနေဒီပေါ်လာတင်မှာ second point ကင်မယ်နည်းနည်းလေး ြည်လိုက်မယ်နော်ပြီးရင် enter ဟန်ကအမရ yes လို့ပြောလိုက်မယ်ဟောဒါဆိုရင်ခုနက return ကတည်တည်လေးလေးအမောက်ဒီ line ပေါ်မှာလာတင်နေ point ရ ski ရကြီးနေတဲ့အတွက်ကြောင့်မို့ ice ski တိုင်း return ကလေးရလိုက်ကြည့်သွားတာပါအဲ့ဒီ return ဒီ align စောင်းနေရပေါ်ကိုဒီ edit object လေးတွေတင်မယ်ဆိုရင် align command ကိုသုံးရပါမယ်နော်အဲ့တော့ဒါက align comment နောက်တစ်ခုကမောက် drone နဲ့ဆွဲ donut ဆိုတာဒီအတိုင်း donut ကွင်းလိုမျိုးလေးပေါ့နော်အဲ့တော့ donut ဆိုတော့ command က do enter အဲ့တော့ donut မှာကအတွင်းမှာတကွင်းရှိတယ်လို့အပြင်မှာတကွင်းလေအဲ့တော့အတွင်း inside diameter ကိုသူကသတ်မှတ်ခိုင်းတယ်အမားတို့ size လို့ပြောလိုက်မယ်အပြင် inside အဲအပြင် outside diameter ကြောင့်အမားတို့ size နှစ်လို့ပြောလိုက်မယ်အဲ့ဒါဆိုရင်ဒီကောဒီ scale လေးပေါ့နော်အဲ့တော့ကိုလိုချင်တဲ့နေရာမှာ click ချလိုက်မယ်သူက donut ဖြစ်တဲ့အတွက်ကြောင့်လို့ဖြေးသားလေးတွေရရှိမှာပေါ့နော်အဲ့တော့မဟုတ် hatch ရောက ီလိုလေးဆက်ခဲ့ပြီးရယ်လေအဲ့တော့ hatch ချဲတယ်လို့ပဲဒါပေမဲ့သူကကြတော့သူ့ရဲ့ automa ကိုကအမားရသွားပြီး hatch ချဲပေးကြမလို့ပဲ ਨੇ ဒုနဲ့ကွင်းလေးဖြစ်တဲ့အတွက်တခါတည်းအသားလေးဖြည့်ထားပြီးသားပုံလေးရမှာပဲဖြစ်ပါတယ်ဒါကဒုနဲ့ကွင်းလေးပါအမားဒုနဲ့ကွင်းလေးကိုအလဲသားကိုအပေါက်ကြီးမထားပဲနဲ့အကုန်အပြည့်ထားနေတယ်ဆိုရင်အမားဒုနဲ့ command ကိုခေါ်မယ် inside diameter ကို0 0လို့ပေးခဲ့မယ် outside diameter 10 အဆိုရင်မှကလေးချာကြည့်လိုက်မယ်။လောကအသားပြည့်ပေါ့နော်။အသားပြည့်ပါတဲ့ဒူးနဲ့ရမှာပဲဖြစ်ပါတယ်။အဲ့တော့ဒါကဒူးနဲ့ comment လေးပါ။ဒီဒီဗီဒီယိုလေးမှာတော့ဒီ comment လေးနှစ်ခုပဲပြောသွားပါမယ်နော်။ဒီစစ်တမားတယ်။